ဒီနေ့ဖိုတိုရှော့မှာ shape 2တုံးတဲ့နီးလေးတွေပြောပြပေးသွားမှာပါပထမဦးဆုံးပုံဖွင့်မယ်ဒီ Tuesday 3နာသင်ပြီးရင် postcard လောက်တာလေးဆက်ပြီးတော့သွားပါမယ်ဒါကြောင့်အခုကစပြီးတော့ဆွဲမယ် ဒီဇိုင်းကို PSD နဲ့ save လုပ်ထားပေးပါနော်။ပုံလေးဖွင့်လိုက်မယ်။ခု postcard လုပ်ပါနော်။ကျမက Tuesday ကိုဒီတိုင်းမတင်မင်းနဲ့ project လုပ်ရင်းနဲ့တင်တာကပို့ပြီးတော့ထိရောက်တာဖြစ်တဲ့အတွက် project လုပ်ရင်းနဲ့ပဲတင်ပါပါ။အခုပုံလေးတစ်ပုံဖွင့်လိုက်တယ်။ပုံဖွင့်ပြီးွားရင်ဒီပုံရဲ့ site ကို ကြည့်ရအောင်။အလျားဘယ်နဲ့လက်မလဲ၊အနံဘယ်နဲ့လက်မလဲသိရအောင်။ image တွေကနေ canvas site လေးနှိမ့်လိုက်မယ်ပြီးတော့ရင်ဒီမှာ inch နဲ့ရွေးထားမယ်ကျမကတော့အများတန်းလက်မနဲ့သုံးတာများတော့ inch ကပေါ်နေတာပါအဲ့တော့ကိုယ့်စီမှာက inch မဟုတ်ဘူး pixel လို့ဘာလို့ဖြစ်နေတယ်ဆိုရင်ဒီကနေသွားပြီးတော့ချိန်ပြီးတော့ကြည့်ရအောင်6.6ဆိုတော့6လက်မခွဲ လောက်ရှိမယ်ဒါ4.4ဆိုတော့4လက်မခွဲနေပါဘောနော်ကျမကတော့အနောက်ကဒသမတွေကိုမယူတော့ဘဲနဲ့6လမနဲ့4လမစိုက်ကိုပဲယူလိုက်မှာပါ။โอเคနှိမ့်လိုက်မယ်။ ီးတော့ရင်စာရွက်တက်တောင်းမယ်ဖိုင်နေရနေနယူးမိမနေမှာလက်မနေရမှာမိမနေမှာဒီနေရာလေးကို ins လို့ရွေးထားမယ်ရွေးပြီးရင် white က6လက်မ high ကကြတော့၄လက်မရွေးပြီးတော့ resolution ကတော့တာမန် postcard ပဲဖြစ်တဲ့အတွက်300နဲ့ပဲကျွန်မထားလိုက်မယ်နော်အဲ color mode ကကြတော့ print ထောက်မှာမဟုတ်တဲ့အတွက် RGB နဲ့ပဲထားပါမယ် print ထောက်မှာဆိုရင်တော့ဒီနေရာမှာ CMYK ဆိုတာလေးကိုရွေးပြရပါမယ်။ခွာတော့ online ပဲသုံးပါမလို့ RGB မှုပဲ screen မှုပဲထားပါမယ်နော်။ပြီးတော့ background ကတော့မပြင်တော့ပါဘူး။အားလုံးဒီတိုင်းပဲထားပြီးတော့ okay နှိမ့်လိုက်ပါမယ်။ file လေးရောက်လာပြီဆိုရင် move to ကိုခေါ်မယ်။ပြီးရင်ဒီဘက်ကပုံလေးကိုရွှေ့ပါမယ်။ yes ကိုနှိပ်မယ်ပုံလေးရောက်လာပြီပုံကကျမတို့ခုနကတော့ ခံဖက်ဆိုင်နဲ့ကြည့်တုန်းကဘဝနည်းနည်းလေးကြီးနေတယ်ဒီတော့ control t နှိပ်မယ်ပြီးရင်ဆလတ်ပေါ်လာပြီဆိုရင်ဒါလေးကိုဆွဲပြီးတော့ခြုံလိုက်ပါမယ်။ကို့ဆောင်ရွက်နဲ့ကွက်တိဖြစ်အောင်ခြုံပါမယ်။ပြီးရင်အန်တာနှိပ်လိုက်ပါမယ်။ပုံပေးပြီဆိုရင်ပုံပေါ်ကို gradient overlay လေးဖြတ်ပါမယ်။ဒီထက်ကနေ gradient overlay ကိုခေါ်မယ်။ ဒီမှာလည်းဟိုသင်တန်းသုံးထားတာဆိုတော့ကိုကလာဆက်တာတွေဘာတွေကစတခါတည်းဆက်ပြီးသားတွေပေါ်တယ်เนาะဒီတော့ကျမကအခုကလာဆက်ပြပါမယ်အခုကျမရဲ့ Photoshop version က2015မှာအဲ version ကနည်းနည်းလေးဟို2020တို့ နော်2020 2020အထက်တည်ဆိုရင်ဒီဟာလေးနဲ့ဒီဇိုင်းနည်းနည်းကွာပါမယ်နော်အဲ့ဒါလေးတော့တစ်ချက်သတိထားပေးပါအဲ့တော့ gradient overlay ခေါ်ပြီးပြီဆိုရင်ဒီထဲမှာ color ရောင်တွေရွေးလို့ရပါတယ်တကယ်လို့အမြင့်ပိုင်းဆိုရင်ဒီမှာ fora လေးနဲ့အဲ color လေးတွေခွဲထားတယ် pink တို့ yellow တို့ blue တို့အဲ့ထဲကနှစ်ရောင်ဆက်ပါတဲ့ဟာဘယ်ဟာဖြစ်ဖြစ်ရွေးလို့ရပါတယ်နော်ဒါလေးကိုရွေးလိုက်မယ်ရွေးပြီးရင်ကျွန်မက color ခုံနဲ့နှစ်ရောင်ဆက်ပါမယ် ဒါလေးကို double click ခောက်မယ်ခောက်ပြီးတော့ဒီဘက်ချမ်းကိုခုတ်က fb da61 ဆိုပြီးတော့ရိုက်လိုက်မယ်ပြီးရင် okay ပေးလိုက်မယ်ပြီးရင်ဒီဘက် color လေးကိုလည်း double click ခောက်မယ်ခုနလိုပဲဒီတစ်ခါကုတ်ကတော့ ff5acd ဆိုတော့ပတ်ရောင်လေးပါ okay နှိပ်လိုက်ပါမယ် ဒီလိုနှစ်ယောက်ဆက်ရပြီဆိုရင်ညီမတို့ okay ပေးလိုက်မယ်ပြီးပြီးဆိုရင်ကိုယ့်ရဲ့ပုံမှာသူက normal ပဲပြနေလိမ့်မယ်နော် normal ဆိုရင်ဒီလိုကြီးဝါနေတယ် blend မှုကိုကိုကပြင်မရမယ် blend မှုကိုဒီနားလေးကိုကလစ်တစ်ချက်နှိပ်ပြီးပြီဆိုတာနဲ့ကွန်ပျူတာထဲက down error လေးနဲ့နှိပ်နှိပ်ပြီးတော့ချိန်ွားလို့ရပါတယ် multiply လေးလည်းလှတယ်ခုနကတော့ကျွန်မတုံထားတယ် linear band လေးလည်းလှပါတယ်ဒီတော့ကိုကြိုက်တဲ့ဟာလေးတုံးပြီပါနော် ျမတော့ multiply မယ်သုံးပါမယ်ပြီးရင် okay နှိပ်မယ်ဒီနေရာမှာ opacity တွေပါနေအတိုးအလျှော်လုံးလို့ရပါတယ်နည်းနည်းလောက်တင်လိုက်မယ်ကဲရပြီ okay နှိပ်လိုက်မယ်ဒါဆိုရင် gradient overlay ထည့်ပြီးပါပြီထည့်ပြီးဆိုတော့အခုစပြီးတော့ shape tool တွေစသုံးမယ်မသုံးခင်ကျမတို့ဒီ project ကို save လုပ်ပါမယ် file နဲ့ကနေ cns ပြီးတော့ရင်ကျွန်မက online class ဆိုတဲ့ desktop ပေါ်က online class ဆိုတဲ့ folder ထဲကိုသွားပြီးတော့သိမ်းမယ်ဒီနေရာမှာ postcat လို့နာမည်ပေးပါမယ်ပြီးရင် cs type ကို psd ပဲထားပြီးတော့ save ကိုနှိပ်ပါမယ် okay နှိပ်မယ်ဒါလေးမပေါ်ခြင်းမှုဆိုရင်လေအမှန်ချက်လေးပေးပြီး okay နှိမ့်လိုက်ပါနောက်တစ်ခါလုပ်ရင်မပေါ်တော့ပါဘူး ကဲဒါလေးပြီးပြီပြီးပြီဆိုတော့ကျမတို့အရင်ဆုံး shape ဒီ rectangle tool လေးနဲ့ဒီလိုအပြင်နာကနေပြီးတော့ကျမတို့ဆွဲမယ် box လေးတစ်ခုဒီလိုလေးဆွဲလိုက်ပါမယ်ခုဆွဲလိုက်တာကဒီနေရာမှာ shape ပုံမယ်ညာလေးမှာလေ part ဆိုလို့ရှိရင်တော့ဘောင်နေပဲပုံပါပါကိုဆွဲရင်ဒါက part နဲ့ဆွဲတာပါဒါလေးကတော့ shape နဲ့ဆွဲတာပါ ဲ့တော့ control z လေးနှိပ်လိုက်မယ်ပြီးတော့ရင်ကျမတို့ကဒီကောင်လေးကို color ရွေးချင်တယ် color ရွေးချင်တယ်ဆိုရင် part နေရာမှာ shade လို့ပြန်ထားပေးမယ်ထားပြီးတော့ဒီနေရာမှာ color ကိုစိမ့်ပြာလေးရွေးပါမယ်နော်စိမ့်ပြာလေးရွေးလိုက်မယ်တကယ်လို့ကိုကဒီထဲကနေပြီးတော့သုံးရအောင်အဆင်မပြေဘူးဆိုရင်ဒီနားလေးကိုနှိမ့် တော့အရောင်လေးကိုနည်းနည်းလေးရင်ကြည်လိုက်မယ်နော်ပြီးရင် okay ပေးလိုက်မယ်ရပါပြီဒါက shape 2ရဲ့ဟို shape ကို color ထည့်တာ၄ပြီးတော့ stroke stroke ကိုကိုကထည့်ကျင်တယ်ဆိုရင်ဒီနားလေးကို clip ပြီးတော့ stroke ထည့်လို့ရပါတယ်နော်ခုကျွန်မကတော့ stroke မထည့်ကျင်လို့ဒီကောင်လေးနော် stroke မပါတဲ့ design လေးကို nan ကိုရွေးထားပါတယ် ကဲဒါလေးပြီးသွားပြီပြီးသွားပြီဆိုရင်ဒီပုံလေးကိုကျမတို့လေယာလေယာဘောက်ဖွင့်ပြီးတော့ opacity shot မယ် opacity ကို shot ချလိုက်မယ်တိတ်မလှအောင်เนาะအယောင်ကကွေသွားတယ်ဒီတော့ကျမတို့အယောင်ပြင်ချင်တယ်ဆိုရင်ဒါလေးကို double click ခောက်ပါမယ်ပြီးရင်အနက်ရောင်ဆစ်ဆစ်လေးထားကြည့်မယ်အဲအနက်ရောင်လေးဆိုရင်နည်းနည်းပိုလှသွားပါတယ်ဒါတခုပြီးပါပြီ shape တခု နောက်ထပ် shape တစ်ခုကဒီနားလေးမှာအဝိုင်းတစ်ခုထည့်ခြင်းနဲ့ဒီနားလေးမှာကကျဲပုံလေးထည့်ခြင်းပါတယ်။ဒါက shape ဆွဲနီးတင်တဲ့သင်္ကန်းစာတက်တက်ပါနော်။သင်္ကန်းစာကိုဒီတိုင်းလေးကျင့်ရင်မေ့လွယ်ပါတယ်။ဒါကြောင့်ဒီလို tutorial အဲ project လေးနဲ့လုပ်တာပါနော်။ဒီတော့ကျွန်တော်တို့ star ဆွဲမှာဆိုလို့ရှိရင် polygon 2ကို click ပါမယ်။ shape ဆွဲမှာဖြစ်တဲ့အတွက်ဒီနေရာမှာ shape ရွေးမယ်။အရောင်ကတော့အဖြူရောင်ရွေးပါမယ်။ ဖြူစစ်စစ်ပါ။အော်ဒီမှာကြည့်သူ့ကိုဆက်လက်ဝင်နေတဲ့အတွက်သူကပြောင်းသွားတယ်နော်။ဒီတော့အနက်ပြန်ထားပေးလိုက်မယ်။ထားပြီးရင်ကျမတို့ဆက်လက်ကိုဖြုတ်ရမယ်နော်။ဆက်လက်ဖြုတ်ဖို့အတွက်ဒါလေးပြန်နှိပ်လိုက်အောင်။နားလေးကိုနှိပ်လိုက်ရတယ်နော်။နှိပ်ပြီးရင်ဒီဆက်လက်လေးပြုတ်ဖို့အတွက်ကျမတို့ဒီ move tool လေးကိုခလစ်ပါမယ်။ဟုတ်တော့ clip ပြီးရင် select ကဒီမှာဝင်လို့မဖြစ်ဘူးဒီတော့ဒီလိုအပြင်ချကြည့်မရရင်လေယာဘောက်ထဲချကြည့် ကဲပြီးပြီကျမတို့အခု star ဆွဲဖို့အတွက် polygon 2ကို clip မယ် fill မှာ white color လေးကိုရွေးပါမယ်ပြီးသွားရင်ကျမတို့အဓိက star ဖြစ်ဖို့အတွက်အခုဒီတိုင်းဆွဲရင်သူက polygon ပုံမယ်ပုံမှာပါကျမတို့က polygon ပုံလိုချင်တာမဟုတ်ဘူး။ဒါကြောင့် control z ကို click မယ်။ပြီးသွားရင်ဒီနားလေးက setting လေးထဲကိုဝင်မယ်။ star ဆိုတာလေးကို click မယ်။ click ပြီးတော့ inter side by 50%ဖြေရပါမယ်နော်။ ဒါလေးပြီးပြီဆိုရင်အနာကျဲမှာအနာက1နဲ့3လေး9နာလို့ထင်ပါတယ်။ကဲဒါလေးရွေးလိုက်မယ်။ရွေးပြီးပြီဆိုရင်ကျဲပုံလေးဆွဲလို့ရပါပြီ။ဒီနားလေးမှာရှစ်ကိုဖြီးပြီးတော့ကျဲပုံလေးဆွဲပေးပါ။ပြန် move tool လေးနဲ့နေရာချပါမယ် move tool လေးနဲ့နေရာချမယ်ကြယ်ကနည်းနည်းကြီးနေတာဖြစ်တဲ့အတွက် control T နဲ့ site ကိုနည်းနည်းပြေးသေးလိုက်ပါမယ်။ကဲဒီလောက်ဆိုရင်ရပါပြီ။ဒါလေးကိုကျွန်မက လေယာပွားပြီးတော့အနောက်ကို အဖြူရောင်ခတ်ဖြောဖြောလေးထားခြင်းလို့ပါ။ဒီတော့ဒီကောင်လေးကိုလေယာပွားမယ်။အရင် tutorial မှာ right click duplicate layer နဲ့လေယာပွားပြခဲ့တယ်။ ခုတစ်ခေါက်ကတော့ဘာနဲ့ပွားမလဲဆိုတော့ဒါလေးကိုဖိပြီးတော့ဒီ new layer လေးတွေကိုသွားထည့်လိုက်မယ်။ဒါဆိုရင် layer နှစ်ခုဖြစ်သွားပါပြီ။ကျမတို့တွေ Photoshop ကြိုင်မယ်ဆိုရင် layer နိုင်ဖို့အရေးကြီးပါတယ်။ဒီတော့ကိုသုံးနေတာပဲ layer လဲသိနေရမယ်။ခုဆိုရင်ဒီမှာ star ကနှစ်ခုထပ်နေပါတယ်။အဲ့တော့ star 1နဲ့ star 2နဲ့နာမည်ပေးလိုက်မယ်။နာမည်ပေးဖို့အတွက်ကျမတို့တွေအရင်ဦးဆုံးဒီနာမည်ရှိတဲ့နေရာလေးကို double click နှိပ်ပါမယ်။ S T A R star 1ပြီးရင် enter လေးနှိပ်လိုက်မယ်။ဒါလေးကိုတော့ star 2လို့နာမည်ပေးလိုက်ပါမယ်။ကဲစတာနှစ်ခုရသွားပြီဒါဆိုရင်ကျမကအောက်ကစတာလေးကိုချဲ့ခြင်းနဲ့အကြီးကြီးနည်းနည်းလေးအပစ်ကြီးမယ်ဒီတော့ control t နှိပ်ပြီးတော့ဒီတိုင်း shift နဲ့ဆွဲလို့ရှိရင်သူကတချမ်းလေးကိုကြီးလာတယ် အဲ့တော့မလှဘူးကျမလိုချင်တာက star ရဲ့ပတ်ပတ်လေကို white ပြီးတော့ကြီးတာလိုချင်တာပါဒီတော့ all turkey ရဲ့ ship ရဲ့တွဲပြီးတော့ခြေပါမယ်မမေ့ပါနဲ့နော် all star ရဲ့ ship ရဲ့ပါကိုလိုချင်တဲ့နေသားရောက်ပြီဆိုရင် mouse ကိုအရင်လွှတ်မယ်ပြီးမှ ship နဲ့ order ကိုလွှတ်ပါမယ်ပြီးရင် enter ကိုနှိပ်မယ်ပြီးရင် opacity မှာစပြီးစပြီးတော့ show ပါမယ် ကဲကျမကြဲလေးကနည်းနည်းလေးသေးသေးတယ်နောက်ကနော်ဒီတော့ဒါလေးကိုထပ်ပြီးတော့ control T ပြီးရင် alt shift ဖိပြီးတော့ထပ်ပြီးတော့ချက်ပါမယ်ကဲဒီမှာဘာတွေ့ရလဲဆိုတော့ shape တွေကိုတစ်ခုနဲ့တစ်ခုထပ်ပြီးတော့ညီညီညာညာလေးကြီးကျင်နေဆိုရင် alt နဲ့ shift နဲ့တွဲပြီးတော့သုံးပေးရမှာပါ ဒါလေးဆိုရင်ကျဲရပါပြီ။ကဲကျဲနှလုံးလုံးကိုကျမကနည်းနည်းလေးပေးသေးခြင်းနဲ့အဲ့ခါကျရင်ဘယ်လိုလုပ်မလဲ။ခုက star 2ကို select ဖြစ်နေတယ်။ control key ကိုဖိပြီးတော့ star 1ကိုပါ select လုပ်လိုက်ပါမယ်။ပြီးရင် control t ပြီးတော့ရင် shift ကိုဖိပြီးတော့အထက်ဘက်ကိုပေးပြီးတော့သေးပါမယ်။ဒါဆိုရင်ကျဲလေးကနည်းနည်းသေးသွားပါပြီ။အန်တာနှိပ်မယ်။ဒီဆလတ်ဖြစ်နေတဲ့အချိန်မှာကျမတို့ ဒီကွန်ပျူတာပေါ်က keyboard ပေါ်က error လေးတွေနဲ့ကျမတို့လိုသလိုရွှေ့လို့ရပါတယ်။ဒါလေးတစ်ခုရသွားပါပြီ။ရပြီဆိုတော့ဒီနားလေးကိုကျမကအဝိုင်းလေးတစ်ခုထည့်ချင်ပါတယ်။ဝိုင်းထည့်မယ်ဆိုရင်ဒီနားလေးက elip 2လေးကိုခေါ်လိုက်ပါမယ်။ပြီးရင်အဝိုင်းကိုလည်းကျမကစိမ့်ပြလေးထားပါမယ်နော်။ဝိုင်းကိုစိမ့်ပြလေးထားလိုက်မယ်။ကဲဒီဟာလေးထားထားတယ် ထားလာပြီးမှမကြိုက်ဘူးဆိုရင်ပြန်ပြင်တဲ့နေကိုထပ်ပြီးတော့တင်ပါပါနော်ဒီနားလေးကိုကျမကစိတ်မြတ်အောင်လေးဆွဲလိုက်ပါမယ်ဆွဲပြီးပြီးကိုလိုချင်တဲ့အနေထားရပြီဆိုရင် move to လေးနဲ့နေရာချမယ်။သူကနည်းနည်းလေးကြီးနေသေးတယ် control t နဲ့ shift ကိုဖိပြီးတော့ပေးပြီးတော့သေးပါအောင်မယ်။ enter နှိပ်ပါမယ်။ ကဲဒီရောင်လေးကနည်းနည်းလေးနုနေတယ်ကျမကရောင်ပြင်နေတယ်ဆိုရင်တစ်ချက်နှိပ်ပြီးတော့ဒီနားလေးကနေခါလာပြင်လို့ရပါတယ်နည်းနည်းလေးရင်းတဲ့ဒီဇိုင်းလေးကိုထားခြင်းလို့ပါပြီးရင် okay နှိမ့်လိုက်ပါမယ်ကဲဒါဆိုရင်ကျမတို့ဒီမှာ shape လေးတွေထည့်လို့ပြီးပါပြီ။နောက်သင်ခန်းစာကိုဆက်ပြီးတော့လေ့လာကြမယ်နော်။